ဲ့လိုမိတ်ဆွေဖွဲ့လာတဲ့အခါမင်းကမိတ်ကောင်းဆွေကောင်းလဲရွေးချယ်ပေါင်းဖို့လိုသေးတယ်။ဒါတဲ့တော့မိတ်ကောင်းဆွေကောင်းရွေးချယ်ပေါင်းဖို့လိုတယ်။ဟုတ်တယ်လေတရားဓမ္မတန်တန်မှာစီးပွားကြီးပွားမတုတ်တဲ့တုန်းကလေလက်ဖက်ရိုင်ထိုင်ရင်တော့မှဟိုဘက်ကပုဂ္ဂိုလ်ကဒီပုဂ္ဂိုလ်ကတော်တော်လေးပေသီးခောက်တဲ့ပုဂ္ဂိုလ်ပဲဒီပုဂ္ဂိုလ်တော်တော်ဝင်ဝင်နေနေရတော့ကြာသူ့တို့ရင်လက်ဖက်ရိုက်နေရအောင်မယ်ဆိုရင်ညက်နာတော့ရောရင်နေတယ် ကိုမှလည်းနည်းနည်းများချမ်းသာကြီးကိုနေရာကလာပါလာပါဒီနေရာကလာပါလာပါနဲ့မိတ်ဆွေမိတ်ဆွေဖွဲ့ခြင်းတဲ့သူတွေမများဘူးလားမများသလားအဲ့ဒီမိတ်ဆွေဖွဲ့တဲ့ပုဂ္ဂိုလ်တွေတိုင်းရောင်းအကုန်လုံးရမ်းမပေါင်းနဲ့တဲ့မင်းမိတ်ကောင်းဆွေကောင်းဘယ်နဲ့တော့ရွေးပါမိတ်ကောင်းဆွေကောင်းရွေးမပေါင်းတဲ့ပုဂ္ဂိုလ်များကြတော့ကိုမှရှိတဲ့ဥစ္စာကရှိတာတော့ဒိဋ္ဌာန်ကပုဂ္ဂိုလ်ကပြောလိမ့်မယ်မင်းစီးပွားကြီးပွားတွေချမ်းရှာတာတွေ မင်းသေးရင်နောက်ဘဝယူလို့မရဘူးမရတော့ဘာပျော်ပျော်ပါပါဘာလဲတော့နောက်ကရှေ့ဆက်ပြောလို့ဗမာစကားပေါ့ဒီရောက်တာနဲ့ဗမာစကားပေါ့မိတ်ကိုတင်နေပျော်ပျော်ပါပါဘာလဲတော့လူမင်းသားတောက်တောက်ဆာဆာအဲ့ဒါလူမင်းသားမဟုတ်လူငနွားလူမ တောက်တောက်ဆာဆာလူမင်းသားဘောကပျော့ပျော့ပါးပါးလူမင်းသားဘောဒီပစ္စည်းတွေမင်းသိရင်ယူလို့မှမရတာပဲတော့မင်းရှာထားတာမင်းသုံးမှဖြစ်မှာပေါ့ဘိန်းနာကမိတ်ဆွေစုကမြောက်သေးတာနဲ့တချို့စီးပွားကြီးပွားတိုးတက်လာတာကအရက်သေးစားတောက်ဆာရင်းနဲ့ဘဝပြက်သွားတာတွေမရှိဘူးလားလုံးလာဝရိယမရှိဘူးလားစွတ်စွတ်ဆောင်းဆောင်းသူမနေခဲ့ဘူးလားမိတ်ကောင်းဆွေကောင်းရွေးချယ်ပေါင်းတာလားမပေါင်းတာလား မပေါင်းတတ်တော့ဒါတော့တောက်တောက်ဆားဆားလူမင်းသားဆိုအယက်ဆွဲသွားတယ်အယက်ဆွဲသွားယောဂဗျာသူပြောတော့ဒါဒီကုနေရတာနဲ့သုသမြအကုန်ဝဲတည်သွားတဲ့သဘောပေါ်မရှိဘူးလားမိကောင်းဆွေကောင်းမပေါင်းလို့တချို့များကြတော့အတောက်ဆားနဲ့မဖက်ဖက်နဲ့အပြောအမားနဲ့ဆွဲတတ်တယ်အပြောအမားနဲ့ဆွဲလိုက်တော့အိမ်တော်ကြီးတွေပြည့်ရွေးတခါတော့အကျမ်းမကြီးတွေချိုရွေး ယောဂဗျာတွေရနာတော့ရှားသမျှရှိတယ်အကုန်မကုန်ဘူးလားကုန်တယ်လားဒါပြင်လောကမှာကြီးပွားချမ်းသာလက်ရှိကြည်စုကျိုးကျိုးဆန်းဆန်းနေရုံနဲ့မကစုစုဆောင်းဆောင်းနဲ့နေရုံနဲ့မကစီးပွားတဲ့ချမ်းသာတဲ့ရှိကြည်မိတ်ကောင်းဆွေကောင်းလည်းမလောက်ရမယ်ရွေးချယ်ကောင်းရမယ်သဘောပေါက်ရလားအဲ့လိုမိတ်ကောင်းရွေးချယ်မိတ်ကောင်းဆွေကောင်းရွေးချယ်ကောင်းတော့စီးစိမ်ဥစ္စာဒဏ္ဍာ ကျွယ်ဝချမ်းသာတဲ့ချမ်းသာနဲ့ရှိလာတယ်။ဘုရားပဲစားအဲ့လိုမိတ်ကောင်းဆွေကောင်းရွေးချယ်ပေါင်းတော်မြင့်စည်းဝါမယုတ်လျော့တဲ့အပြင်တိုးလာလိမ့်မယ်။အဲ့လိုတိုးလာတော့သတ္တထအချက်ကျင့်ရအောင်မယ်။တမဇီဝိတာမြညာတာတာအသက်ဝေးဝန်းကြောင်းလုပ်ရမယ်တဲ့။မလုပ်ရမယ်။မြညာတာတာအသက်ဝေးဝန်းကြောင်းလုပ်ရမယ်။မြညာတာတာအသက်ဝေးဝန်းကြောင်းဆိုတော့ကိုကအလုရှင်ဆိုရင် အလုတ္တမပုံမှန်မြမြတတအသက်မွေးဝမ်းကြောင့်လုပ်ရမယ်။ရသမြအမြတ်ကြီးကိုကြီးပဲယူပြီးအလုတ္တမကိုမပေးဘူးဆိုရင်အဲ့ဒီအလုတ္တမတွေကရေကြီးရမြတ်လို့ဆိုပြီးကိုယ်တည်းလှဆန်းပေးတဲ့နေရာသွားလိုက်တော့ကိုယ်လေးကျင်ပြီးသားကျွမ်းကျင်ပြီးသားအလုတ္တမတွေမယုတ်လျော့ဘူးလား။ယုတ်လျော့ရင်ကြီးပွားတဲ့လောက်ပဲတော့ကြီးပွားအယောင်ဝယ်လုပ်ရင်လည်းတပည့်သားတရားနေ တရားနဲ့ထိုက်တန်နဲ့ဝန်ဆောင်မှုတော့ပေးဖို့မလိုဘူးလားမလိုပါဘူးသူကတရားပေးပြီးတကငါများများမြတ်အောင်ဆိုပြီးငါချက်ကိုပဲပေးရင်ဝယ်တဲ့ပုဂ္ဂိုလ်ကသိမဟုတ်ဘူးစဉ်းစားတတ်တဲ့ဉာဏ်ရှိတော့ဒီပုဂ္ဂိုလ်ဆိုင်နောက်မသွားဘူးဆိုတော့ဖောက်တယ်ရေယောပါယောပါသွားလိုက်တော့လောကကြီးပွားအောင်မလားမြတ်မြတ်တတတမောဝါကြောင့်လုတ်လုံလားမလုတ်လုံလားဒါတော့အလုံးသားလေးပြီးသားနောက်တစ်ဆက်ပြပြော ကိုတတ်တဲ့ပညာနဲ့မျှတတဲ့အလုပ်ကိုလုပ်ပါအတန်ငုံဝံကြောင့်မျှတတ်တာဆိုတာသူ့ပဲကိုပဲကျင့်ဝတ်တရားနဲ့မျှတရုံတယ်မကကိုတတ်တဲ့အတတ်ပညာနဲ့မျှတတဲ့အလုပ်ကိုလုပ်ရတယ်ဦးဇင်းတို့အရာဒီသားမှာရှိတယ်ဘဲရီနန်းရင်ဆိုင်လိုက်တော့ကောက်ဘဲတိနာဈေးလေးကောင်းလာတော့တောတထင်းချမ်းလာဆဲအကြောင်းဆိုလို့ခြွန်ဆဲအကြောင်းတော့နားမလဲသူကြွချင်တာကဆိုင်ရေးပြူကြီး ပိုက်ဆံစုပြီးတော့ဘေးကပုတ်ပေါ်တယ်။မင်းပိုက်ဆံတွေစုပြီးဒီတိုင်းမနေနဲ့မော်တော်ကားထောင်မှလာ။သူတက်တဲ့တက်ပညာကဆိုင်ရင်ပြူရင်စဲ့ကြောင်းနားလေရလား။နားမလဲပဲဘေးနားကပုတ်ကုန်မြောက်ပေးတယ်လေမော်တော်ကားထောင်လိုက်တော့စပယ်ရန်နဲ့ဒရိုက်ဘာပြောသည်ဗျာ။လိုက်ပြီးတဲ့ကားကကိုနားမလဲတော့သူတို့ပြောရင်အင်းပိုက်ဆံထုတ်ပေးတယ်နဲ့နောက်ပြီးဆိုမွဲသွားတာလည်းမရှိဘူးလား။ကိုယ်တက်တဲ့အတက်ပညာနဲ့လိုက်လျောညီထွေတဲ့အလုပ်လုံလုံလားမလုံလုံလား သမသီကိတာမဖြစ်လို့နောက်တစ်ခုကကိုတန်တန်ဒီမှာကုမ္ပဏီတွေပါလေဖွဲ့မယ်ဆိုတဲ့ပုံကိုတန်တန်ယုံကြည်ရတဲ့ human source ကယုံကြည်ရတဲ့လူက9ယောက်ရှိလုပ်ငန်း9ခုပဲခွဲညမလားဆိုလုပ်ငန်းကအခုတရားခွဲထားတယ်ယုံကြည်ရတဲ့ပုဂ္ဂိုလ်စိတ်ချရတဲ့ပုဂ္ဂိုလ်လုပ်ငန်းကျွမ်းကျင်တဲ့လူက9ယောက်လုပ်ငန်းကတရားကျွမ်းကျင်သူကဘယ်နှယောက် ကျန်တဲ့95ခုသောအလုတ်ဌာနကတိုးတက်ပါလားငွေယူပေါက်ပါလားအဲ့လိုဆိုရင်လည်းစုစုဆောင်းဆောင်းဘလို့ပဲထားခဲ့ထားခဲ့ဘလို့ပဲလုံလပရိယာကြီးကြီးမားမားနဲ့စုခဲ့ဆောင်းတဲ့အကုန်လုံးတက္ကရာကမှကြီးပွားမှလားဆုတ်ယုတ်မှလားကို့မှာရှိတဲ့လူသားအရင်အမြင့်နဲ့လိုက်လျောညီထွေမရှိတက္ကရာအလန်းကျေတော့အလဲပဲနဲ့လန့် ။အဲတမစီတာမဖြစ်တဲ့ပုဂ္ဂိုလ်အခြေချနေတာ။နောက်ပဲဆိုကိုယ်မှာရှိတဲ့ငွေသားအရင်အမြင့်နဲ့လိုက်ရောညီထွေတဲ့အလုပ်ကိုလုပ်ပါ။ကိုယ်မှာ၅သိန်းရှိလို့၁၀သိန်းယူလို့ရင်အပြစ်မဟုတ်ပါဘူး။ကိုယ်မှာ၅သိန်းပဲရှိတယ်။အရာချောင်းနေဆိုပြီးသိန်း၅ထောင်မှကိုယ်ငွေဘူးယူပြီးလုပ်တယ်။ကိုရှိရဟာနဲ့မြတ်တာလားမမြတ်တာလားအစင်မပြေလို့တလလောက်ပဲ လုပ်ငန်းကရက်တက်သွားရင်ဆိုရင်ပေးရမယ်အတိုးတွေကနည်းနည်းလားအများကြီးလားကိုရှိတဲ့ငွေကြီးပမာဏနဲ့မှမျှမတတဲ့အလုပ်တွေလုပ်ရင်လေတမစီဝိတာမဟုတ်တဲ့အတွက်အရင်ကြိုးစားကြတဲ့များအကုန်လုံးပါပါပြီးတဲ့ကာလဆုတ်ယုတ်တတ်တယ်လို့မှတ်ကြဘုဇင်းပြောတာရှင်းရဲ့လားအဲ့ဒါလို့ပြစ္ဆုတ်ကဘဝမှာကြီးပွားချမ်းသာကြောင်းဘယ်နှချက်၄ချက် နံပါတ်3လုံးကဝရိယရှိရမယ်သဘောပါလားနံပါတ်2စုစုဆောင်းဆောင်းရှိရမယ်အတ္တပညာဘောဘုဒ္ဓဘောတွေ့ကြုံဘောမေဆုပေါင်းသိဘောနော်နံပါတ်3ကမိတ်ကောင်းဆွေကောင်းရွေးချယ်ပေါင်းရမယ်နံပါတ်4ကမြတ်မြတ်တတအသက်မွေးဝမ်းကြောင်းလုပ်ရမယ်မြတ်မြတ်တတလုပ်ရမယ်ဆိုတော့အကြောင်းကြောင်းသားများတို့လည်းမဆိုင်ဘူးလို့မထင်နဲ့တချို့ပုဂ္ဂိုလ်များမြတ်မြတ်တတမလုပ်ဘူး တဂါရကမတို့သူ့အသူတည့်ရက်နှစ်ရက်စားသိခဲ့တော့ကမှန်မှန်လေးမချက်ခဲ့ဘူး။နတ်ပြင်ကစားဖို့ပဲရှိတယ်ဆိုတော့မှဒီနေ့ကြမှာစုပြုံချက်ကြက်ရမယ်စားတာအများကြီးအချိန်ကနည်းနည်းလေးမျှတာလားမမျှတာလားမမျှတာပါဘူး။မမျှမတာတွေကြက်နေတော့စားရသေးရဲ့လားမရတော့စားဖို့ပဲအောင်သေးရဲ့လားလောကမှာကြီးပွားသေးရဲ့လားမမျှမျှတာတာမလုပ်ဘူး။ အဲ့ဒီတရားကြီးဟောလိုက်တော့ဘက်ကပစ္စာယောသာအော်ဘုရားရှင်ကိုတော့မြတ်ဟာပစ္စုပန်ကောင်းကြောင်းနဲ့ဟောနိုင်တကူလို့စိတ်ထဲကကြည်လို့တယ်ဘုရားရှင်ကိုတော့မြတ်ကဘက်ကပစ္စာယောသာကိုဟောတဲ့အနေအားရဲ့နောက်ငါးလေးကအရှင်သာရိပုတ္တရာကိုတော့မြတ်ကြီးတရားနာနေတယ်ဘုရားရှင်ကိုတော့မြတ်ကရက်တောင်လေးခန့်နေတော့တရားနာနေတယ်အော်တို့မြတ်အရင်ထင်ထားတာကကြည်ပွားခြင်းရံကုန်သွားရမယ် နန္ဒလေးသွားရမယ်မြို့ကြီးပြကြီးသွားရမယ်လို့ပြတဲ့တော့ထင်းနေတာဘုရင်ပြောတာရှင်းရလားတို့ကအရင်တုန်းကကြီးပွားကြီးဟိုလူကြီးသားသမီးနဲ့ပေါင်းပါမယ်ဒီလူကြီးသားသမီးနဲ့ပေါင်းရမယ်လို့ပြတဲ့တော့ထင်းနေတာတို့ကအရင်တုန်းကကြီးပွားကြီးအမေစီရအဖေစီရသိတ်တထောင်သိတ်နှစ်ထောင်ရင်းနိုင်မှကြီးပွားမယ်လို့ပြတဲ့ထင်းနေတာအခုတော့ဘုရားရှင်ကိုရောင်ပြောင်းလိုက်တော့အဲ့ဒါတွေပါတယ်လား ဘယ်အလုပ်ကိုပဲလုပ်လုပ်ပါတကားတကားမှာကုံကုံပြောပါမယ်ကို့မှာပတ်စာမတတ်နိုင်တော့ကိုညာလေးရောင်းရင်ဓမ္မသူများတွေထုံးသူများတွေတုံးတဲ့ထုံးကပေပွားနေတယ်ကိုကကြီးကိုလေးနဲ့ထုံးလေးကိုပြောင်းနေအောင်လုံးကဝိရိယနဲ့ပုတ်ပြီးတကလားထုံးကိုလေးလုံမဲ့ဆိုရင်ကိုညာဆိုင်ခြင်းတော့သူကကြီးပွားမယ်မဟုတ်လားဟုတ်သလား လုံလောက်ရရှိဖို့မလိုဘူးလားအဲ့လိုနဲ့ရှင်သာရိပုတ္တရာဘုရောမြတ်ကြီးကနောက်ကတရားနာကောင်းတဲ့မှာမှတ်ထားခုနပြောတဲ့လေးချက်ကတော့တရားတော်မှာကြားဘူးမသားပါဘူးခုနောက်ထပ်ပြောဦးမယ်လေးချက်နည်းနည်းတတိထားအဲ့လိုနဲ့အစဉ်လိုက်ဒေသစာရေးကြွချီတော်မူရင်းနဲ့ဘုရားရှင်ဘုရောမြတ်ကရာဇကြူကြီးရောက်လာတယ်ရှင်သာရိပုတ္တရာဘုရောမြတ်နဲ့ဘုရားနောက်တော်ဘာသာပါတော့ရာဇကြူရောက်လာတယ်ရှင်သာရိပုတ္တရာဘုရောမြတ်ရဲ့ဇာတိက native ကအဲ့ ခန္ဓာနာမှာရှိတဲ့နာနာထာယောဒါကြောင့်ရာဇကြိုးပြီးမှသူ့ဆွေမျိုးတွေရှိအဲ့ဒီဆွေမျိုးတွေဟာရှင်သာရိပုတ္တရာကိုတော်မြတ်ချင်းကပ်တယ်ကိုးကွယ်တယ်မိကောင်းဆွေကောင်းရှိတယ်အဲ့ဒီဆွေမျိုးတွေရဲ့စီးပွားကြီးပွားကိုသူကကြည့်တယ်ကြီးလိုက်တဲ့အခါကျတော့အဲ့ဒီဆွေမျိုးဥပမာ၄ယောက်ဆိုကြပါဦးဒီဘက်ပုဂ္ဂိုလ်ဒီဘက်ပုဂ္ဂိုလ်ကဒီဘက်ပုဂ္ဂိုလ်ကလုံးလဝရိယရှိပုံချင်းတို့ လုံလောက်တရားရှိဖို့ငင်းပါတဲ့ဒီပုဂ္ဂိုလ်က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 အသုံးနဲ့အဖြုံနဲ့နားလည်ပြီးသုဒ္ဓဆောင်တတ်တယ်အယူချင်းတူနေတယ်ရှင်းရရလားဒီပုဂ္ဂိုလ်လည်းမိကောင်းဆွေကောင်းရွေးချယ်ပေါင်းတယ်ဒီပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်အားလုံးမိကောင်းဆွေကောင်းရွေးချယ်ပြီးပဲတယ်ပေါင်းတယ်အယူချင်းပဲတယ်တူနေတယ်အဲ့ဒါကြီးအဲ့ဒီပုဂ္ဂိုလ်တွေအားလုံးဟာ ညံ့ညံ့လေးတက်ပါတယ်ချွတ်ကြည့်ဦးလေတူယုံနဲ့မကလုပ်ငန်းချင်းနဲ့တူဒီပုဂ္ဂိုလ်ဆန်ရောက်ရင်ဒီပုဂ္ဂိုလ်လည်းဆန်ရောက်ဒီပုဂ္ဂိုလ်ဆန်ရောက်ရင်ဒီပုဂ္ဂိုလ်လည်းဆန်ရောက်လုပ်ငန်းချင်းလည်းပါတယ်အရေးချင်းလည်းတူတယ်လုပ်ငန်းချင်းလည်းတူတယ်ဒါပေမဲ့တော်စင်းစားကြအောင်ပါဘီဒါပေမဲ့အချိုးပေးချင်တယ် ဒီပုဂ္ဂိုလ်ကအရေးချင်းကြီးရှိရဲ့လုံငန်းချင်းတူရဲ့သားနဲ့သူ့လိုလိုပဲဆိုင်းကြီးနာချင်းရောင်းနေရဲ့သားနဲ့စီးပွားရေးကလုံလုံဖြစ်သွားတယ်စီးပွားရေးပဲလေလုံလုံဖြစ်သွားတယ်အရေးချင်းရှိရဲ့သားနဲ့လုံငန်းလည်းတူရဲ့သားနဲ့သူကဟိုမျိုးဒီမျိုးနေရာမှာလို့ဆိုတဲ့ထားလိုက်ပါတော့နေရာကလည်းဘောဘက်ဆိုင်ဒီဘက်ဆိုင်နီးနေရဲ့သားနဲ့စီးပွားဖြစ်သွားတယ်ရှင်သာရိပုတ္တရာကိုတော့ပြန်စဉ်းစားတယ်စဉ်းစားလို့မတတ်ဖြစ် ဒီဒုတိယမြောက်ပုဂ္ဂိုလ်ကြတော့စီးပွားပြက်တလားလို့ပြောတော့ပြက်တော့မပြက်ဘူးသူကတဖြည်းဖြည်းစီးပွားကြီးကလုံးပါပါလာစီးပွားကြီးဘယ်နဲ့လုံးပါပါအကြီးချင်းတွေတူပါရသားနဲ့အကျိုးပေးတယ်ဘာကြောင့်လဲစဉ်းစားဖို့တော့ဘယ်နဲ့တော့လုံးလောက်ဝိညာဉ်မရှိလို့စီးပွားပြက်သွားတယ်ထားလိုက်တော့နားလည်နိုင်တယ်အသုံးဖြုံနားမလဲဘယ်နဲ့ရသမျှအကုန်လုံးသုံးပြက်တော့ဖြုံးပြက်တော့ ဇီဝရေလုံးမပါတယ်ဆိုတဲ့နားလည်နိုင်တယ်အခုတော့အရေးချင်းလေးရှိပါရဲ့သားနဲ့တယောက်သောပုဂ္ဂိုလ်ကဇီဝပြတ်တယ်တယောက်သောပုဂ္ဂိုလ်ကဇီဝရေလုံးမပါလာတယ်တယောက်သောပုဂ္ဂိုလ်ကြတော့သူများရောင်းရရင်ရောင်းရတယ်သူများအယောင်ပါရင်သူလည်းပါတယ်ဇီဝရေကမှန်တယ်ဇီဝရပါတယ်တော့အကြီးချင်းနဲ့မတူဘူးလားတူသလားလုပ်ငန်းကမတူဘူးလား ါပေမဲ့အချိုးပေးကြည့်ပဲနဲ့တော့တူဟုဖြစ်နေတယ်တော်တော်စဉ်းစားမယ်ဒီစားဖြစ်လာတယ်။ဘာဖြစ်လို့ကလေးတို့ကိုတင်တယ်လဲလို့ပြီးတော့တခါလေသူနဲ့ကိုယ်နဲ့အရင်ချင်းတူတူပဲယုံမှာရည်ချင်းတူတူပဲသူလည်းလုံလောက်ဝိညာဉ်ရှိတယ်ကိုယ်လည်းလုံလောက်ဝိညာဉ်ရှိတယ်သူလည်းယုံစောစောလာတယ်ကိုယ်လည်းယုံစောစောလာတယ်အလုပ်ပြီးအောင်လုပ်တယ်အရင်ချင်းတူတယ်သူလည်းပဲအတတ်ပညာတွေစုဆောင်းသိသိတယ်ကိုယ်လည်းအတတ်ပညာတွေစုဆောင်းသိသိတယ်ဒီလုပ်ကိုလုပ်ပြီးမဲ့ကိုယ်လည်းတက်စင်းနေတဲ့အလုပ်ကို ဘယ်လိုတောင်းယူပြီးဘယ်လိုစီမံခံခဲ့ရဆိုတာကိုကအကဲခံပြီးစူးစမ်းနေတယ်။အကြီးချင်းကြီးဒူးနေတယ်။ရှင်းရရလား။သူလည်းမိကောင်းဆွေကောင်းရွေးချယ်ပေါင်းတယ်။ကိုလည်းမိကောင်းရွေးမိကောင်းဆွေကောင်းရွေးချယ်ပေါင်းတယ်။အမိကောင်းရနေတယ်။အကြီးချင်းကြီးဒူးနေပါရဲ့သားနဲ့တခါလေဘဝကြီးပွားမှုမတူတယောက်နဲ့တယောက်မတူတာတွေရှိတယ်။အဲ့ဒါကိုရှင်သာရိပုတ္တရာတွေ့နေတာ။ဇတုတ္တမြောက်ပုဂ္ဂိုလ်ကြတော့ရှိကပုဂ္ဂိုလ်သုံးဖို့လိုပဲ။လုံးမဝရိယလည်းရှိတယ်အဆူဆောင်းလည်းတတ်ပါတယ် မိကောင်းဆွေကောင်းလည်းရွေးချယ်ပေါင်းပါတယ်ညညတာတာလည်းတမွေးဝမ်းကြောင်းလုပ်ပါတယ်ဒါပေမဲ့ကြံတဲ့ပုဂ္ဂိုလ်ရဲ့စီးပွားပြည့်လို့သာပြည့်တာသူကတော့စရင်ချုပ်ပြီးလိုက်ထင်ထားထားတဲ့အမြဲတမ်းညံ့နေအမြဲတမ်းကိုပဲအမြတ်အစွမ်းကများပြီးပြင်းပြင်းညံ့ညံ့ကြီးွားတယ်အရေးချင်းတူပေမဲ့အကျိုးပေးဖက်တယ်တော့မတူတော့ရှင်သာရိပုတ္တရာဆန္ဒ ဘုရားရင်ကိုယ်တော်မြတ်ထံကနာခဲ့ရတဲ့တရားကတော့ကြီးပွားကြီးလုံလောက်ဝိဟာရှိရမယ်လို့ပြောတယ်။အခုတော့သူတကားတကားမှ၄ယောက်သလုံးလုံလောက်ဝိဟာလည်းရှိတယ်။အဆူဆောင်တဲ့တပ်ပိုင်ရတာနဲ့အကြီးချင်းရဲ့လည်းတူတယ်။အကြီးချင်းတူရတာနဲ့သူကရွှေရောင်ကြီးကိုကစားရောင်လို့လုံငန်းမတူလို့သူကကြီးပွားပြီးကိုကညံ့နေဆွဲလိုက်ထားလိုက်တော့သူနဲ့ကိုနဲ့လုံငန်းချင်းလည်းပဲဒူးနေတယ်။နေရာထိုင်ခင်းချင်းလည်းဒူးနေတယ်။ တူရတဲ့အကျိုးပေးတာမတူတော့သူတာဝကဉာဏ်နဲ့သူစဉ်းစားစဉ်းစားလို့အဖြစ်မတွေ့အဖြစ်မတွေ့တာနဲ့ဘုရားရှင်ကိုတော်မြတ်ကလာပြီးတကလာဒီကိစ္စလေးရှောက်တော့ဘုရားရှင်ကိုတော်မြတ်ကအရင်ချင်းတူပါရဲ့အမ်းနဲ့တချို့သောပုဂ္ဂိုလ်တွေကကြီးပွားတယ်တချို့သောပုဂ္ဂိုလ်တွေကဆုတ်ယုတ်တာမကြောက်လေထပ်ပြီးဟောတော်မူတယ်ဟာကဲအားလုံးသဘောပေါက်ကြရဲ့ရှေးပိုင်းလေးချက်ကတော့ကြားခဲ့ဦးလိမ့်မယ် ခုနောက်ပိုင်းလေးချက်ကဝါနိဆာတုတ်တာမျက်စောင်းဖို့ပြီးခေါ်နေတယ်။ဒါကြောင့်အရေးချင်းတူရတဲ့အတိုင်းတဲ့ကိုခေါင်းတလုံးသားပါလုပ်ငန်းချင်းတူနေပါရတဲ့သူ့တဲ့ကိုကြီးပွားအောင်ဘယ်လိုလုပ်ရမလဲနီးဆိုတာမရတာပြင်းမလို့ကဲအားလုံးသဘောပေါက်ကြရဲ့လားအရေးချင်းတာအရေးချင်းတူရတဲ့တဲ့တုတ်တဲ့ခေါင်းတလုံးပဲနဲ့တော့တာလုပ်ငန်းကြီးတူပါရဲ့တာရဲ့တုတ်တဲ့ကြီးပွားအောင်လို့ ဘယ်ချက်တွေဘယ်ချက်တွေလိုတယ်ဆိုတာဘုရားကရှင်သာရိပုတ္တရာကိုခေါ်လိုက်ဘုံတော်လွန်နေရာကြီးမြတ်တော်မူတဲ့မြတ်စွာဘုရားတပိတော်လေးဘက်ကမစ္ဆာယောနာရောက်တော့ငါမြတ်စွာဘုရားရှင်ကိုတော်မြတ်ဘက်ကမစ္ဆာယောနာကိုပြစ္ဆုတ်ကံကမှကြီးပွားကြောင်းနဲ့ခေါ်တော့မှတပိတော်အနာမရှိရဲ့မှတ်လဲမှတ်သားထားပါတယ်ဘုရားလုံလဝရိယရှိရမယ်တဲ့စုစုဆောင်ဆောင်ရှိရမယ်တဲ့မိတ်ကောင်းဆွေကောင်းရွေးချယ်ပေါင်းရမယ်တဲ့ ်မြပြတာတာသံဝေဘောင်းချောင်းလုံးရမယ်တဲ့ဒီလေးချက်နဲ့ပြည့်စုံရင်ဘယ်အလုံးလုံးလို့ကိုပိုင်အလုံးလုံးလို့ဝန်တန်းပဲလုံးလို့ကုမ္ပဏီပါပဲလုံးလို့ကြီးပွားမယ်ဘုရားဟောတာတပည့်တော်မှတ်သားထားပါဗျာဒါပေမဲ့ဘုရားအခုတပည့်တော်တွေ့နေတာကတပည့်တော်ရဲ့တရားဓမ္မကြီးအဲ့ဒီအရေးချင်းလေးရစလုံးရှိတယ်ဗျာရှိရုံနဲ့မကဘူးလေလုပ်ငန်းချင်းနဲ့တူနေတယ် ူကအဆောက်အဦဆောက်ရင်ကိုယ်လည်းအဆောက်အဦဆောက်တယ်။သူကလည်လို့ရင်ကိုယ်လည်းလည်လို့တယ်။လုပ်ငန်းချင်းလည်းတူးနေတယ်။တူးနေပေမဲ့တယောက်သောပုဂ္ဂိုလ်ကစီးပွားရေးပြတ်သွားတယ်ခင်ဗျာ။တယောက်သောပုဂ္ဂိုလ်ကလုံးပါပါတယ်ခင်ဗျာ။တယောက်သောပုဂ္ဂိုလ်ကမှန်တမ်းပဲခင်ဗျာ။တယောက်သောပုဂ္ဂိုလ်ကမိန်းနာကပုဂ္ဂိုလ်ဒီဘလို့ပဲစီးပွားပြည့်နေပြည့်နေသူကတော့ကြီးပွားချမ်းသာတိုးတက်နေတယ်ခင်ဗျာ။အဲ့တော့တပည့်တော်တာဝကဉာဏ်နဲ့စဉ်းစားကြည့် ဘလို့မှအဖြေကမတွေ့တဲ့အတွက်ဘုံတော်လုံးတရားကြီးမြတ်တော်မူတဲ့အလုံးစုံသောတရားကိုသိမြင်တော်မူတဲ့ဘုရားရှင်ဘုရောမြတ်တံဒီကိစ္စရဲ့အကြောင်းကလေးများရှိသလားရှိရင်လည်းတပည့်တော်ဟောတော်မူပါလို့ရှင်သာရိပုတ္တရာဘုရောမြတ်ကဘုရားရှင်ကတရားမတောင်းဘူးလားသူကယဟန်ကိစ္စပြီးပြီးသားနော်သူ့အတွက်ကြီးပွားစရာချမ်းသာစရာလို့သလားအေးကြံတဲ့တရားဓမ္မတွေအတွက်မေ့သွားတယ် ွေပတ်စီခြင်းလေဒါနဲ့ဘုရားရှင်ကိုရောမြတ်ကသာရိပုတ္တရာအယိချင်းရဲ့ပြည့်စုံပါရဲ့သားနဲ့စီးပွားကြီးပွားတွေလောက်ကြကြိုက်ရတဲ့အခါမှာမကြီးပွားတဲ့အပြင်စီးပွားပြတ်သွားတာအကြောင်းရှိတော့လွန်လေပြီးသောအတိတ်ကာလကတရားအားထုတ်ကြကုန်သောယဟန်တွေယသိတွေပုံနာတို့ကို မြင်တဲ့အခါဣရိယာပုံ၌ကြည်ညိုသည်ဖြစ်၍ အရှင်ဘုရားပြီးတော့သိကြည်ညိုတယ်ဟောတဲ့တရားတိုင်းလိုက်နာပြီးတော့ကျင့်ပြီးတော့ကြည်ညိုတာမဟုတ်ဘူးနော်အနေထိုင်လေးကြည့်ပြီးကြည်ညိုတာပိရိယာပုဂ္ဂိုလ်ကြည်ညိုသည်ဖြစ်၍ဒီလိုပြောတာအဲ့တော့ကြည်ညိုတယ်ဘုရားအဲ့ဒါအရှင်ဘုရားတို့စွန့်ဆိုင်စိတ်များပါများလို့ရှိရင်လေတပိတော်စီလာပြီးအလုခံပါဘုရားတပိတော်ဘယ်အရာဘယ်လမ်းမှာနေတယ်တပိတော်လူပမဲ့ ဟိုဘက်ကယသိတေကနေသူ့စီအလူခံလာလားသူကိုယ်တိုင်ဘုရားလူမဲ့တို့ဂရိမေးတာလားအဲ့ဒါနဲ့ဘုရားယသိတေပုံနာတွေကဆွမ်းဆန်စိတ်လေးပါလိမ့်များလို့လို့သူ့ရှင်များသွားပြီးတက္ကလာအလူခံနေတဲ့အခါသူကထွက်ကြည့်ပြီးတော့ယသိတေဘာလာလုပ်ပါလိမ့်ပုံနာတွေဘာလာလုပ်ပါလိမ့်ငါအေးခါတိုင်းတော့ပြန်မလာပါဘူးဆိုပြီးသူပေးတဲ့ဂရိသူ့ဟာသူမေ့နေတယ်သူပေးတဲ့ဂရိသူ့ဟာသူပဲနဲ့တော့ မိတ်တော့လူပြစ်သေးရဲ့လားလူမယ်လို့ဂရီပေးပြီးမလူပြစ်ဘူးတဲ့အဲ့လိုမလူပြစ်တဲ့ပုဂ္ဂိုလ်ကဖြစ်လျာဘဝမှာကုံကူးတန်းရောင်းွယ်ခြင်းအလုပ်ကိုလုပ်လုံလာဝရိယဘလောက်ရှိရှိဘလောက်စုပြီးစုပြီးတခါတခါတော့မိတ်ကောင်းဆွေကောင်းဘလောက်ရွေးချယ်ပေါင်းပေါင်းအဲ့ဒီပုဂ္ဂိုလ်စီးပွားရေးဟာလုံလုံပြတ်တတ်တဲ့စီးပွားပဲနဲ့ဒေသနာလေးအတိုင်းဒီလိုက်ပဲပြောထားမယ်ဆိုတခါတခါတော့နားလည်ဖို့လွယ်သွားလိမ့် ယသိတွေကိုလူမဲ့လို့ပြောပြီးမလူဖြစ်လို့စီးပွားပြတ်တယ်ဆိုတော့ဟိုယသိတွေကညာချင်းသာတိုက်သလားပါလားညာလားတောင်ပြုတ်နောက်ပြွေးဘူးမဟုတ်ဘူးတကားတကားမှလို့